American ဟာပြင်သစ်ကလက်ဆောင်ပေးထားတဲ့ Liberty ရုပ်ထုကြီးနဲ့ထိုက်တန်ကိုက်ညီတဲ့တံပိုးတွေမရှိတော့တာကြောင့်အဲ့ဒီရုပ်ထုကြီးကိုပြန်တောင်းယူသင့်တယ်လို့ပြင်သစ်လွှတ်တော်အမတ်တဦးကပြောကြားခဲ့ပါတယ်။ March 16ရက်နေ့တုန်းကဗဟိုလက်ဝယ်ရေးနိုင်ငံရေးသမားတဦးဖြစ်တဲ့ Glockman ကသူ့ရဲ့နိုင်ငံရေးဟောပြောလှူရှားမှုအစီအစဉ်တစ်ခုမှာ Liberty ရုပ်ထုကိုပြင်သစ်စီပြန်ပေးဖို့တောင်းဆိုသွားခဲ့တာဖြစ်ပါတယ်။ American ဟာအာနာရှင်တွေနဲ့တပတ်တည်းရက်တီဖို့ရွေးချယ်နေပြီလို့ပြောနိုင်ကြောင်း သိပ္ပံပညာရပ်ဆိုင်ရာလွတ်လပ်ခွင့်တွေကိုတောင်းဆိုနေတဲ့သူတေတီတွေကိုအလုတ်ထုတ်ပြခဲ့တဲ့ American တွေစီကနေလေပါတီရုပ်ထုကိုပြန်ပေးဖို့တောင်းဆိုရမှာဖြစ်ကြောင်း Glockman ကဟောပြောနေတဲ့အချိန်ထောက်ခံသူတွေကတောင်းတောင်းဖြတ်ဖြတ်အားပေးခဲ့ကြပါတယ်။ပြင်သစ်ဟာ American အတွက်လေပါတီရုပ်ထုကိုချစ်ချင်ရင်းနှီးမှုလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပေမဲ့ American ကတန်ဖိုးမဲ့အောင်ပြုမူနေကြောင်းဒါကြောင့်လေပါတီရုပ်ထုကိုဇာတိနိုင်ငံစီပြန်ဆောင်ယူသင့်ပြီဖြစ်ကြောင်းလဲသူကဆိုပါတယ် အမေရိကန်ရဲ့လွတ်လပ်ရေးကြေညာမှုကိုပြင်သစ်နိုင်ငံကဂုဏ်ပြုတဲ့အနေနဲ့လေဘာတီရုပ်ထုကြီးကိုလက်ဆောင်ပေးခဲ့တာဖြစ်ပြီး1886ခုနှစ်အောက်တိုဘာ28ရက်နေ့ကစလို့နယူးယောက်စိတ်ကမ်းမှာစိုက်ထူထားခဲ့ပါတယ်အခုအခါမှာတော့လေဘာတီရုပ်ထုကြီးဟာအမေရိကန်မှာကဘာလက်ခရီးသွားတွေလဲပတ်မှုအများဆုံးအထင်ကရနေရာတစ်ခုအမေရိကန်ရဲ့ဂုဏ်အယူရဆုံးပုံရိပ်တစ်ခုဖြစ်လာခဲ့ပါတယ် Glockman ဟာရုရှားနဲ့ယူကရိန်းစစ်ပွဲမှာယူကရိန်းဘက်ကအခိုင်အမာအားပေးရတည်ခဲ့သူဖြစ်ပြီး အမေရိကန်မှာဒေါ်နယ်ထရမ့်သမ္မတဖြစ်လာတဲ့နောက်စစ်ပွဲနဲ့ပတ်သက်တဲ့မူဝါဒမှာအကြီးအကျယ်ပြောင်းလဲစေခဲ့ပြီးရုရှားနဲ့ညှိနှိုင်းခဲ့တဲ့အပေါ် Glockman ကတူတူခါခါဆန့်ကျင်ခဲ့ပါတယ်။သူဟာထရမ့်လက်ထက်မှာအမေရိကန်ရဲ့သိပ္ပံနဲ့သူရေသနဌာနတွေကပညာရှင်တွေအပါအဝင်အစိုးရဝန်ထမ်းတွေကိုအလုတ်ထုတ်ပယ်နေတဲ့အပေါ်မှာလဲဝေဖန်ခဲ့ပြီးအဲ့ဒီပညာရှင်တချို့ကိုပြင်သစ်ကခေါ်ယူပြီးအလုတ်ခန့်အပ်တဲ့ကြောင်းပြင်သစ်အစိုးရကိုတိုက်တွန်းထားပါတယ်။ ထရမ့်ဟာအစိုးရအသုံးစရိတ်တွေရှော့ချရေးကိုနီလန်းမျိုးစုံနဲ့လှုပ်ဆောင်နေပြီးအဲ့ဒီထဲမှာအမေရိကန်ရဲ့သုတေသနရန်ပုံငွေအမြောက်အများလဲပေါဝင်ခဲ့ပါတယ်။ပြီးတော့ဆေးသိပ်ပံနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာသိပ်ပံသုတေသနကဏ္ဍတွေမှာအလုပ်လုပ်နေတဲ့ပညာရှင်အများပြောက်လဲထရမ့်ကထုတ်ပယ်ခဲ့ပါတယ်ရှင်။